Man of God, my name is Helena Rousse. I come from Kenya, Eldoret. Because the grandfather had vowed never to sell that land or to, uh, to divide it. Man of God, what you said is very true. My grandfather had a, a, land, and my father's decided to, 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 to partition it for each other. And since then, my, our brothers did not do well. What man of God have said, it is true, man of God. Let me pray for you, man for you, you to God go and succeed. The pregnancy nearly, you nearly died, this issue. What the man of God said is 100% true. Uh, the pregnancy nearly killed me. In 2004, I was pregnant and I decided to abort the pregnancy because the father-in-law and the mother-in-law hated me so much. So I decided to quit that that house and go and live alone. So I aborted and it nearly killed me. I was admitted for 2 days and then I was released to go home. So I asked Jesus for forgiveness for, for the salvation of my soul. ေမိတ်ဆွေတို့ရဲ့မင်္ဂလာပါဒီတစ်ချိန်မှာလဲပရိုဖက်ခခန်းတွေကပရိုဖက်ပြူတာနဲ့နတ်ဆွနေတို့ပေးတာကိုမြန်မာလူနားလည်နိုင်ရန်ဘာသာပြန်ပေးတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်တွေကတူတာ ဖြစ်တဲ့အတွက်အင်္ဂလိပ်လိုကိုလွတ်လွတ်ကျွတ်ကျွတ်အရင်နားထောင်ပြီးမှကျွန်တော်တို့မြန်မာလူတလုံးချင်းစပြန်ဘာသာပြန်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီအမျိုးသမီးမှာကြတော့ချိန်ချင်းပြဿနာတစ်ခုရဲ့နောက်ပြီးမှ ကိုဝင်ဖြတ်တဲ့ပြဿနာတစ်ခုရဲ့ဒီဒီရည်ဟိုလေ့လာနိုင်ဖို့ဖြစ်တယ်ဆိုတော့အဖိုးတွေကသူတို့ကိုထားခဲ့တဲ့ဂတိတိတ်္ဆာကိုသူတို့ဖြတ်ခဲ့တာဖြစ်တယ်အဲ့ဒီပုံမှာကြင်ချင်းတက်ရောက်တယ်နော်မိဘတွေပိုးပေးတွေတေချာမာထားတဲ့စကားကိုမလိုက်နာတဲ့အတွက်တက်ရောက်တဲ့ကြင်ချင်းကတမျိုးတကစန်းစာရမှန်တာဖြစ်တယ်နောက်တစ်ခုကကြတော့သူမကကိုဝင်ကိုဖြတ်တာဖြစ်တယ် လို့အတက်ကိုမတတ်ရဘူးဆိုတဲ့ကျမ်းဘုရားတခင်ရဲ့ပညာကိုဖောက်တာဖြစ်တဲ့အတွက်သူမကဒီဒုက္ခနော်ဒီကြင်ချင်းနဲ့ဆိုကသူတို့ထဲအတက်တာကိုရောက်လာတာဖြစ်တယ်။သို့တော်လည်း prophet ရှီကိုလာတဲ့အခါမှာ prophet ကသူ့ရဲ့အမားကိုဖော်ပြယူနေတာမကပဲအဲ့ဒီကြင်ချင်းနဲ့ဆိုကိုဖေရှားပေးတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်ဒီ video file ကိုကြည့်တဲ့သူရဲ့အတက်တာထဲမှာဒီလိုကြင်ချင်းလောက်ခဲ့တာရှိတယ်ပြီးလို့ရှင်ကုမာလည်းတကယ်ကြုံနေတယ်ဆိုလို့ရှင် ထွက်ပေါက်ကတော့မိမိရဲ့အပြစ်ကိုဝန်ချတောင်းပါပြီးမှလွတ်မြောက်ဖို့နဲ့အဲ့ဒီလွတ်မြောက်မှမလွတ်မြောက်ခဲ့တဲ့ရှိတော့ဖျားတကင်းရဲ့လူတွေရှိကိုချင်းကပ်ပြီးမှချင်းချင်းဖြတ်တောက်ရုံဖို့အဲ့ဒီမှသာလွတ်မြောက်မယ်ဆိုတဲ့အကြောင်းတရင်ကောင်ပါတာရဲ့အဲ့ဒီအဲဝိညာဉ်လောကကိုနားလည်နိုင်ရန်အဲဘာသာပြန်ပေးတာဖြစ်ပါတယ်နားထောင်ကြည့်ရအောင် Good my name is Helena Rose I come from Kenya Eldoret တမကခင်ညာနိုင်ငံကလာတာဖြစ်ပါတယ် because the grandfather had vowed နေအဖိုးကနေနေနေတို့နေတို့ဆိုတော့အဖအဖိုးကသူ့ရဲ့တာသမီးပေါ့နော်အဖေမေနေအဖေမေကိုမာထားခဲ့တဲ့ဂတိစကားရှိတယ် never to sell that land အဖိုးပေးထားခဲ့တဲ့မြေကြီးကိုဘယ်တော့အခမမယောင်းစားဖို့မာတာဖြစ်တယ် or to huh? ဒါမှမဟုတ်ရင်လည်းအဲ့ဒီမြေကြီးကိုခွဲတာခွဲချမ်းတာတော့မလုပ်ဘူးအဖိုးကမာခဲ့တာဖြစ်တယ် to divide it man of god what you said is very true so prophet ye prophet ပြောတဲ့အတိုင်းမှန်ပါတယ်တဲ့ my grandfather had a, a land and my father's decided to 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 partition it for each other ကျွန်တော်အဖိုးကတဲ့ကျမအဖေကိုတဲ့ အဖေတို့ညီကူမောင်နှမတွေပေါ့နော်မြေကြီးခြံထားခဲ့တယ်တဲ့ဒါပေမဲ့အဖေကအဲ့ဒီမြေကြီးကို ခွဲခွဲချပြီးမှမောင်နှမတွေကိုဝယ်ပေးတာပေါ့နော်ဆိုတော့ဒါကအဖိုးပေးထားတဲ့ဂရိစကားကို အဖေကချိုးဖောက်တာဖြစ်ပါတယ် since then my our brothers did not do well so ra edlo lout de chin ka sa pi chain chin ka belo lout lout la de le so de kha ja ro tu ye ma aku ga pom ma man do bu de what man of God has said it is true man of prophet မြင်တဲ့အတိုင်းမှန်ပါတယ်ဆိုတော့ဒီ prophet တွေကရမ်းပြီးမှဟောနေတာမဟုတ်ဘူးเนาะယေရှုခရစ်တော်ကသူတို့ကိုမြင်ခိုင်းတာဖြစ်တယ် prophet ကိုမြင်ခိုင်းတဲ့နေရာပေါ်မှာ prophet ကအတိတ်လင်ဟောပေးနေတာဖြစ်ပါတယ် good let me pray for you for you to go and succeed ဆိုတော့နင်းဘွားအောင်မြင်ဖို့အတွက်ငါဆူတောင်းပေးမယ်ဆိုတော့ဒီချိန်ချင်းတက်ရောက်တဲ့အခါ तू မအောင်မြင်နိုင်ဘူးဒါကြောင့်ဒီဒီချိန်ချင်းလက်ကလွတ်မြောက်မှ तू မကအောင်မြင်လာမှာဖြစ်တယ်ချိန်ချင်းဆိုတာနတ်ဆိုးကိုဆိုလိုတာဖြစ်ပါတယ် the pregnancy near you near it this issue ဆိုတော့နောက်တစ်ခု prophet ပြောတာကနင်းကနော်အကိုဝင်ဖြတ်ချခဲ့တဲ့အလုပ်ကိုလုပ်ခဲ့တာဖြစ်တယ် ဲ့ဒီကိုယ်ဖြတ်ချတဲ့ကိစ္စကြောင့်နင်းတေခါနင်းဖြစ်တယ်လို့ prophet ကပြောပါတယ် What the man of God said is 100% true prophet မြင်တဲ့အတိုင်းတရားရခံလို့မှန်ပါတယ် The pregnancy nearly killed me ဟုတ်တယ်အဲ့ဒီကိုယ်ဖြတ်တဲ့ကိစ္စမှာကျွန်မတေခါနင်းပါပဲ2004 I was pregnant and 2004မှာကျွန်မကိုယ်ဝင်ရပါတယ် decided to abort the pregnancy because the father-in-law and the mother-in-law hated me so much. So ကျမကအဲ့ဒီကိုဝင်ကိုဖျက်ချဖို့ကျမဆုံးဖြတ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကျမအမျိုးသားရဲ့အဖေအမေဒီကျမကိုအယံမုန်းပါတယ်။ဆိုတော့ရောက်ကတိရောက်ကမအယံမုန်းတာဖြစ်တယ်။ဘာဖြစ်လို့လဲ။အဖိုးရဲ့ကျင်းချင်းကဝင်လာတာကို I decided to quit that that house and go အဲ့ဒီကိုဝင်ကိုဖျက်ပြီးအဲ့ဒီအိမ်ကနေထွက်ခွာသွားဖို့ အင်းကျမအိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့တယ် leave alone so i reported and it so ကျမလွလွလပ်လပ်ကျမတယောက်တည်းနေဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ် leave to me i was ကျမကိုယ်ဝန်ဖြတ်ခဲ့ပါတယ် meted for 2 days and then i was ကျမဆေးရုံနေရတက်ရတယ်နေရတက်ပြီးမှကျမဆေးရုံကဆင်းပါတယ် please go home so i asked jesus for forgiveness for for the salvation of my soul အခုတော့ယေရှုခရစ်တော်ကိုသူမတောင်းပန်တာဖြစ်တယ်။ယေရှုခရစ်တော်ဖျား ကျမရဲ့အသက်ဝိညာဉ်ထာဝရကယ်တင်ခြင်းရဖို့ကျမလွန်ကျူးခဲ့တဲ့အပြစ်ကိုခွင့်လွတ်ပါလို့တောင်းပန်တာဖြစ်တယ်။ကျမဝိညာဉ်ထာဝရအသက်ရဖို့ကျမရဲ့အပြစ်ကိုခွင့်လွတ်ပါ။ကျွန်တော်တို့လည်းအဲ့လိုတောင်းပန်တိုင်မှာဖြစ်တယ်။အပြစ်လုတ်ခဲ့တယ်ဆိုလို့ချင်းကျမရဲ့ဝိညာဉ်ထာဝရအသက်ရဖို့ကျွန်တော်ရဲ့ဝိညာဉ်ထာဝရအသက်ရဖို့ ကျွန်တော်ပြမခဲ့တဲ့အဲ့ဒီအပြည့်အဲ့ဒီအပြည့်အဲ့ဒီအပြည့်ကိုခွင်းလွတ်ပါလို့တောင်းပန်လို့ရှိရင်အပြည့်လွတ်ချင်လို့ရမှာဖြစ်ပါတယ်သောပြရကအလုံးကိုကြောဝါစကောင်းချပေးပါစေအကယ်၍ဒီဗီဒီယိုဖိုင်အပြည့်မိမိအပြည့်ပေါ်လာခဲ့သည်ရှိတော့မိမိအပြည့်ကိုဝင်ချတောင်းပန်ပါအဲ့ဒါမိမိရဲ့အတ္တတာမှာယေရှုခရစ်တော်ပေးတဲ့ထာဝရအတည်ရဖို့ဖြစ်ပါတယ်